အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်မြန်မာစံတော်ချိန်ဒါကျွန်တော်တို့9:45မှာနောက်တစ်ပွဲဖြစ်တဲ့ Tottenham Hotspur နဲ့ Crystal Palace တို့ရဲ့ပွဲစဉ်ရှိပါတယ်။ Tottenham Hotspur တင်းရဲ့အိမ်ဝင် Tottenham Hotspur Stadium မှာ Crystal Palace ကိုယင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာဘာဒီဘလူးဖြစ်လာမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါပါ။ စပါတီနဲ့ဒီနေ့ပွဲစမှာတေကြာတာတခုဟာတာလုံးဝကိုလူစင်းကိုအကြီးမားဆုံးပြောင်းလဲမှုတွေပြုလုပ်လာမယ်ပွဲတစ်ပွဲလူတော့ကျွန်တော်ကတော့100%ယုံကြည်တဲ့ပွဲတစ်ပွဲဆိုတော့မှားမှာမထင်ဘူးအဲစပါတီနဲ့ဒီနေ့ပွဲစမှာသူတို့ရဲ့အိမ်ဝင်ဖြစ်တာနဲ့ညီရှုံးတော့ရှုံးမယ်တော့မထင်ဘူးဒါပေမဲ့ Crystal Palace ကလက်ရှိမှာခြေစွမ်းအားဖြင့်တတော်လေးကိုထိုးထောင်တက်နေတယ်လို့ပြောလို့ရတယ်တော့မှပါတယ်ဒါပေမဲ့ Crystal Palace နဲ့လက်ရှိမှာထိုးထောင်တက်နေတဲ့ခြေစွမ်းကအမှန်ပေမဲ့တေချာပြန်စစ်ဆေးကြည့်မယ်ဆိုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာတရေတွေတော့ရှောက်များလာခဲ့ပြီးဒီနေ့မှဒါ Aston Villa တင်းကိုဒါကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲစဉ်ကလွင်ကျန်တဲ့ပွဲ စဉ်မှာတည်ရီပွဲတော်လေးကိုများလာခဲ့တယ်။ကြားထဲမှာဒါ Crystal Palace ရှုံးထားတဲ့ပွဲစဉ်ကတော့ဒါ Newcastle United ကို5-0ဆိုတဲ့ရှုံးထားခဲ့တဲ့ပွဲစဉ်ကလွင့် ကျန်တဲ့ပွဲစဉ်တွေမှာလက်ရှိမှာ Newcastle you know Crystal Palace ကတော့ရလပိုင်ရမစိုးဘူး။ဒါပေမဲ့ကျွန်တော်တို့ Crystal Palace နောက်ပိုင်းပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်ဒါ Newcastle နဲ့ပွဲစဉ်ကိုခဏဘေးဖယ်လိုက်မယ်ဆိုရင် Crystal ပိုင်းလေးကတော်တော်လေးကိုဆော့လေးဖြစ်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီပွဲစဉ်ကလွင့်ပြီးချပြန်ကြည့်မယ်ဆိုရင်တော့ဒါအခုနောက်ပိုင်းမှာသူတို့ရဲ့ cancel ကလူပြန်ဆုံသွားခဲ့တယ်။ Newcastle နဲ့ပွဲစဉ်မှာသူတို့ရဲ့ဒါ cancel ကဒါကျွန်တော်တို့မတ်မတ်ရမကာရီတယောက်လည်းအနီးကနေအဲ့ဒီပွဲစဉ်မှာပယ်သွားခဲ့ကြအောင်တိတ်ပြီးတော့အားရချင်းမှုမရှိဘူး။အဲ့တော့ ဒီနေ့ပွဲစမှာတေကြတာတခုဟာတော်တန်ဟော့စပါတင်ကကြီးမားတဲ့ပြောင်းလဲမှုတွေကိုတော်တော်လေးလှုပ်လာမယ်လို့မြင်တယ်။ဒီနေ့ပွဲစမှာကျွန်တော်တို့စပါတင်နဲ့တသင်းလုံဒီနီရှစ်ဘွဲကရှစ်ဘွဲကထွက်လာတဲ့ကစားသမားအကုန်လုံးနီနီကိုပြောင်းလဲမှုတွေလှုပ်လာမှဖြစ်တယ်။ဒါကျွန်တော်တို့ဘိုဒိုရဲ့ကလစ်မှာတော်တော်လေးကိုခက်ခဲကြမ်းတမ်းနဲ့ကိုင်းထဲမှာသွားကစားခဲ့ရပြီးတော်တော်လေးကိုဒါခက်ခဲကြမ်းတမ်းနဲ့မူးမန့်တစ်ခုကိုဖျက်တမ်းခဲ့ရတယ်။စပါတင်ကခုလက်ရှိမှာဒီကစားသမားတွေကိုအပြေအဝနားပြီးတော့ပရိသတ်တွေကဒီပွဲစဉ်ကိုဘယ်သူမှဂရုမစိုက်တော့ဘူးလို့ကျွန်တော်သိရတယ်မှာပါတယ်။ဘယ်လောက်ထိတော့ဂရုမစိုက်ရလဲခုလက်ရှိမှာဒီပွဲစဉ်မှာလက်မှတ်ပြန်ရောင်းမှုတွေကအင်မတန်မှ များပြနေပြီတောင်းတောင်းလူအောင်သွားမကြည့်တော့တဲ့အထိကိုဒီဘက်ကလူနေနေကြတယ်ဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်စပါတစ်နဲ့ဒီနေ့ပွဲစဉ်ရဲ့၃မှတ်ကလည်းမနိုင်ပြောင်းဆိုမဆိုးတော့မဆိုးဘူးဒါအေးပါရဲ့၃မှတ်တစ်ခုလို့တော့ဆွေးနွေးလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ရဲ့၃မှတ်မှာ Crystal Palace ရဲ့၃မှတ်ကပိုအရေးကြီးတယ်ဒီနေ့ပွဲစဉ်မှာ Crystal Palace ကနိုင်ခဲ့မယ်ဆိုရင်တော့ဒါအပေါ်ကအသေးနဲ့အမှတ်ပြန်ကတ်သွားနိုင်မှာဖြစ်တယ်ဒါပေမဲ့ Oliver Glasner ရဲ့လက်ရှိအသင်းကတော့ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုရင်တော့မှ ဥရောပရဲ့ဒါကျွန်တော်တို့အမှတ်အတွက်တော်တော်လေးကိုဒါရလက်အားဖြင့်အဆင်မပြေတော့ပါဘူး။ဒါကြီးမှာ Oliver Glasner နဲ့ဒီဒါကျွန်တော်ဂျာတယ်မှာတော့မဟုတ် တလာတာအကောင်းဆုံးဒီပြဆုရဖို့အတွက်ရေပန်းစားခဲ့ပေမဲ့ဒီနောက်ပိုင်းပွဲစဉ်မှာ Oliver Glasnier အသင်ကတော်တော်လေးကိုစုပ်သွားခဲ့တယ်။နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ၂ပွဲရှုံးပြီး၃ပွဲတည်ရခဲ့တယ်။တော်တော်လေးကိုအားနည်းသွားခဲ့တာကိုတွေ့ရမယ်။အဲ့တော့ဒါ Crystal Palace အနေနဲ့ဂျားထဲမှာ၂ပွဲလောက်နိုင်ခဲ့မယ်ဆိုရင်တော့အခုချိန်မှာပေါ့နော်ဒါကျွန်တော်တို့တည်း၆မှတ်လောက်ပြန်တွက်မယ်ဆိုရင်တော့အခုချိန်မှာသူတို့အနေနဲ့ Europa ဝင်ငွေတစ်ခုတော့မျှော်လင့်လို့ရသေးတယ်။ဒါပေမဲ့အခုချိန်မှာဒါကျွန်တော်တို့ Asset 30ကအသင်းထဲမှာရမှတ်အားဖြင့်ခုနှစ်မှတ်တိတိကွာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Crystal Palace နဲ့အခုလက်ရှိမှာတိုက်ပွဲဝင်စရာကတော့သူတို့အနေနဲ့ သိပ်ပြီးမရှိတော့အဲ့တော့ရီရတာလက်ရှိမှာငှက်နှစ်သိန်းတစ်ဖက်ကဒါကျွန်တော်သိန်းငှက်တစ်ဖက်ကကြက်ပေါ့နော်ငှက်နှစ်ခုဒါကျွန်တော်လက်ရှိမှာတွေ့မဲ့အချိန်မှာအခုပရီးမီးယားလိရဲ့ဒီ ဒီနှစ်မှာပေါ့နော်ဒါကျွန်တော်အတွက်ကမကြိုက်ဆုံးအချက်ကိုပြောပါဆိုရင်တချို့အသင်းတွေတွေ့ဆုံမှုအားမပါတော့ဘူးလက်ရှိမှာတေဂျာတကူကဒါစပါးအသင်းနဲ့ဒီနှစ်ပေါ်မှာလောကအားထည့်မှာမဟုတ်တေဂျာပဲဘာလို့ရှေ့ဘုံမှာသူတို့ဘိုဒူးအင်္ဂလိပ်နော်ဝေးထီသွားကစားတာဖြစ်တဲ့ကြောင့်ဒီနှစ်ပေါ်မှာသူတို့လောကအားထည့်ပြီးအပင်မန်းကံမှာအထူးဆုံးကလက်ရှိမှာစပါးအသင်းနဲ့ဒံယာရတဲ့ကစားသမားထပ်ပြီးမြောင်းသူတို့လောက်တော့မှာမဟုတ်တော့ဘူးလက်ရှိမှာဒါသူတို့ရဲ့အဓိကကစားသမားတွေလောကဒီနှစ်ပေါ်မှာလောကပွဲထုတ်မှာမဟုတ်ဘူးဒီနှစ်ပေါ်မှာတေဂျာဒါမတီးယက်စတေတို့အူဒိုဘတ်တို့ကိုအဓိကပွဲထုတ်မယ်ခရစ်စတယ်ပဲလစ်မှာဒီနှစ်ပေါ်မှာဒါကျွန်တော်လူစုံတက်ဆုံးတွေ့ရမယ်အဲ့တော့ဒီနေရာမှာနှစ်ခုတော့အရန်ကွာပါမယ်ချက်က Dave. စပါတင်ရဒီနေ့ပွဲစမှာအကြီးအားဆုံးနောက်တစ်ချက်ကိုပြောပါဆိုရင်စပါတင်ကကျွန်တော်တို့အရင်တုန်းကဆော့ဘူးလိမ့်မယ်ဗျကျွန်တော်ဖီဘာမှာဆော့ပါတယ်ဖီဘာမှာကယ်ရီယာမို့ဆော့ရင်ကျွန်တော်တပွဲနဲ့တပွဲအရန်ကန့်ရင်ကျွန်တော်စတမနာမရှိဘူးဆိုတသင်းလုံးကိုလဲပြီးဆော့ရလေးရှိတယ်အခုလက်ရှိမှာတော်တန်ဟော့စပါတင်ကလည်းဒီလိုမျိုးပုံစံမျိုးဖြစ်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ကောင်းတဲ့အချက်တစ်ခုကိုကျွန်တော်ဆွေးနွေးပါဆိုရင်တော့တော်တန်ဟော့စပါတင်ဒီနေ့ပွဲစမှာလူငယ်တွေကိုပွဲထုတ်ခွင့်ရှိမယ်ဒါကျွန်တော်တို့ရှေ့ပွဲတွေမှာမမြင်ရတာကြာပြီဖြစ်တဲ့မိုက်ကီမော့အာဂျာယီဒီလိုကစားသမားမျိုးတွေကျွန်တော်တို့တွေ့ရဖို့ရှိတယ်ဒိန်းစကာလက်ကနှမျောစရာကဒဟန်ရရှိသွားတယ်ဖြစ်တဲ့ကြောင့်သူ့အနေနဲ့ နေ့ပွဲစဉ်ကိုပါဝင်လာနိုင်မှာမဟုတ်ဘူး။အစပါတင်ကဒီနေ့ပွဲစဉ်မှာဒါနီးပြ NG poster ဂလူးပြောပုံရဆိုတော့ဆွန်ဟောင်မင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာမိနစ်အနည်းငယ်စော့ဖို့အတွက်တရားဝင် confirm လုပ်ထားတယ်။တစ်ဖက်က Oliver Glasnight အသင်းမော်သူတို့ရဲ့အဓိကကိုင်းတဲ့ကစားသမားဖြစ်တဲ့ Adam Water မပါတာနိုင်ငံကတော့တော်တော်လေးကိုထိုးနှက်ချက်ကြီးမားတဲ့အခြေအနေတစ်ခုဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ရတယ်မှာပါတယ်။အဲ့တော့စပါတင်ရဲ့ဒီနေ့ပွဲစဉ်မှာရှင်းတယ်ကျွန်တော်အတွက်က personally ပြောပါဆိုတော့ Mikey Moore ကိုကျွန်တော်ကဒီနေ့ပွဲစဉ်မှာသုံးစေခြင်းနဲ့ဒါပေမဲ့ Mikey Moore ကိုသုံးရင်ဘယ်နေရာမှာသုံးမလဲ Mikey Moore ကဒီနေရာမှာတချို့ကြတာလေဒါသုံးတတ်တဲ့လူကနံပါတ်10 ်ရူပေါ့နော်အခုလက်ရှိမှာ Jay Medicine ဆော့တဲ့ပုံစံမျိုးနေရာမှာဆော့ဖို့အတွက်အကုန်လုံးက recommend လုပ်တယ် Mikey Moore ကဒီနေရာမှာတောင်ပန်ကြီးပဲမဟုတ်ဘူးဒီလိုမျိုး AI နေရာမှာလည်းဆော့ဘူးခဲ့တဲ့ experience တွေအဲ U21 တို့ U18 တို့မှာရှိရတဲ့ကြောင့် Mikey Moore ကဒီနေရာမှာကောင်းကောင်းကြီးဆော့လို့ရရတယ်မှာပါတယ်အဲ့တော့ Mikey Moore ဒီနေ့ပွဲစံမှာဒါကျွန်တော်လူတော်များ AM နေရာမှာသုံးကြည့်ပါလားဆိုတဲ့သတင်းတွေထွက်တယ်အဲ့တော့ဒီပြလည်းကျွန်တော်အနေနဲ့သုံးလာမယ်လို့မြင်တယ်အဲ့တော့ မိုက်ကီမောဒီနေ့ပွဲစံမှာဒါနီးပြတုံးလို့ဘာမှဒါကျွန်တော်အကျိုးမရုပ်ဘူးလို့မြင်နေကျွန်တော်ဒီနေ့ပွဲစံမှာမိုက်ကီမောလို့ကစားသမားမျိုးမြင်နေတယ်အပွဲလေးဆုံးပြောမယ်ဒီနေ့ပွဲမှာကျွန်တော်မက်တီးယပ်စတဲကိုပါနားစီခြင်းပြီးကျွန်တော်အဂျာကြီးလို့ကစားသမားမျိုးကျွန်တော်သုံးစီခြင်းတယ်အဂျာကြီးကိုပထမဆုံးမင်းနဲ့45မိနစ်သုံးလိုက်ပြီးရင်တော့ကျွန်တော်နောက်ထပ်45မိနစ်ကိုဒါကျွန်တော်ဆွန်ဟောင်းမင်းထည့်လိုက်ဒါမျိုးကျွန်တော်မြင်နေတယ်ဘာလို့ဆိုအဂျာကြီးဆိုဗျာကျွန်တော်ပြောမယ်အဲလ်ပွန်းနဲ့ပွဲစံမှာ तू ကစားသွားတဲ့ကစားကွက်ကြီးကအရက်လူကြီးဆန်တဲ့ကစားကွက်မြင်တယ်အဲ့ပွဲစဉ်ကလွယ်ပြီးကုချင်နေကျွန်တော်အကြာကြီးကိုသေချာမတွေ့ရတော့အဲ့တော့ဒီလိုမျိုးပွဲစဉ်မှာကျွန်တော်အကြာကြီးတို့ချတိတ်လိုမျိုးကျွန်တော်တွေ့ကျင်တယ်ပြီးမိုက်ကီမိုးလိုချတိတ်ဘလောက်လုံးနဲ့တွေ့ကျင်တယ်အဲ့တော့ခရစ်စတယ်ပေးလစ်လိုအချိန်မျိုးကသူ့အတွက်ကတကယ်ကိုကောင်းတဲ့မိုးမဖြစ်မှာအဲ့တော့တချို့ကောလာဟာလာတွေကစပါတင်တဲ့နေ့နေ့ပွဲစဉ်မှာအာချီဂရေးကိုကွင်းလယ်ပိုင်းထည့်မယ်ဆိုတဲ့နေ့နဲ့ထွက်နေတယ်အဲ့ဘလူမျိုးဖြစ်လာမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာဘလူကစားကစားပါဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာတေချာတကူဟာလူငယ်တွေကိုနေရာပေးစဉ်ပြီးတော့ဂိုးသမားနေရာ နီးပြအနေနဲ့ဒီနေ့ပေါ်တော့မှာဗီကာရီယိုတက်ဆိုင်ကင်စကီကိုနေရာပေးတဲ့မြို့လို့မြင်တယ်ဗီကာရီယိုအနေနဲ့ခုလက်ရှိဒါကျွန်တော်ပြည်ပပွဲစဉ်တွေမှာလက်ဆွမ်းရတော်တော်လေးကိုလက်ဆောင်ထပ်နေတယ်ဆိုတော့ပြောစရာမလိုပေမဲ့ဗီကာရီယိုအနေနဲ့ပြည်တွင်းမှာတော်တော်လေးကိုခြားတယ်ဝက်ဆန်နဲ့ပွဲစဉ်မှာသူပေးလိုက်တဲ့အတွင်းကတော်တော်လေးကိုလွယ်ကူခဲ့ပြီးရှေ့ပွဲစဉ်မှာလည်းဒါပရီးမီယာလိမှာဗီကာရီယိုခြားတယ်ဗျာဒါမှမဟုတ်လင်းပြောအောင်အဲ့လက်ရှိမှာဗီကာရီယိုကျွန်တော်တော့မသုံးစီခြင်းမဲ့ Kinski ကိုကျွန်တော်သုံးစီခြင်းနဲ့ Spencer Da Archie Grade ဖူဘက်ဘာပဲဆိုစာနာဘက်နေရာမှာတော့တေချာတခုက Mickey Romero ဆို မီဂီဗန်ဒါဗင်းရောခရစ်ရှန်ရူမဲရိုရောနှစ်ယောက်လုံးကိုသူ့အနေနဲ့အနာပေးသွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်မိတဲ့တည်းမှာပါတယ်အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်ကအဖြေကရှေ့ရှေ့နေသွားမဲ့မူမန်တန်ကလည်းရှေ့ရှေ့နေစပါးအစ်စ်နဲ့ရှေ့ကနိုင်ဖို့ဒီနေ့ပွဲစဉ်တည်လာမှာမဟုတ်ဘူးသူတို့ရဲ့ရှေ့ကနိုင်ဖို့ယူရိုပါလိမှာဆက်သွယ်သွားဖို့ပဲကြိုးစားမှာသူတို့နေဒီနေ့ပရီးမီးယားလိမှာအိမ်ဝင်းဖြစ်တဲ့ကြောင့်မရှုံးအောင်ပဲသူတို့ဆော့မယ်တရေတမတ်ရတယ်သူတို့တက်ကအမျက်ပဲလက်ရှိမှာဒါကြောင့်တစ်ဖက်ကဝက်ဆမ်တင်းကလည်းပွဲချက်တပွဲဖြစ်တဲ့ယူနိုက်တက်အသင်းနဲ့တွေ့တဲ့ကြောင့်သူတို့အနေနဲ့စပါးအစ်စ်အက်လီစတော့အဆင့်ဆက်ချောက်ထက်တော့ပို့ပြီးတော့နေမှုမရှိဘူးတန်းလည်းမစင်းတော့မဲ့ဒေတာရောက်သွားပြီးတော့စပါးတက်ကဒီနေ့ပွဲစဉ်မှာလုံးဝ pressure ရှာမရှိဘူးတို့အနေနဲ့လာမဲ့တိုတဲအဖြစ်10ရက်17ရက်အတွင်းမှာဒါကျွန်တော်တို့ပွဲကြီးပွဲကောင်းတစ်ပွဲရင်ဆိုင်ရမယ့်အချိန်မှာတို့တွေနဲ့ကစားသမားတွေထပ်ပြီးဒဏ်ရဖို့အတွက်လုံးဝမဖြစ်နိုင်တော့တဲ့အနေအထားတစ်ခုကိုဒါစပါတင်ရောက်ရှိသွားမယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့ဒါကြောင့်လုံးဝဒီနေ့ပွဲစမှာစပါတင်က risk လုံးဝမယူသွားဘူးလို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့ တေချာတို့ကဒီနေ့ပေါ်မှာအရန်တွေတွေ့ရမယ်အရန်အရန်တွေတော်တော်လေးကိုတွေ့ရမယ်ဒီနေ့ပေါ်မှာနီးပြကိုတဲ့တရားကိုကမ္ဘာလုထတာလူငယ်တွေကိုအများကြီးနေရာပေးသွားမှာကျွန်တော်တောင် excited ဖြစ်တယ်ဘာလို့လဲဆိုရှုံးပြ artist လူငယ်တွေဘယ်လောက်ထိလုံနိုင်လဲကျွန်တော်ကြည့်ချင်တယ် academy က product တွေဘယ်လောက်အခုလက်ရှိမှာ spark academy ဆိုတာဗျမနစ်ကရှုံးဝဲမရှိဘဲနဲ့ supply ရထားတဲ့အတဲ့တဲ့အဲ့လောက်ထိပေါ့နော်စပားသိန်းနဲ့ supply နဲ့ဆိုင်မဲ့လူငယ်တွေတကယ်ကိုပြောတာပါဆိုပေ UA တင်းနေတယ်တကယ်ကိုရှုံးဝဲမရှိဘဲ supply ရတဲ့အတဲ့တဲ့တကယ်ကိုကောင်းနေချာတယ်အဲ့တော့အဲ့ကစားသမားကျွန်တော်မြင်ရတယ်ဝင်နေတော့အာဂျာကြီးဆိုဗျ elsborne နဲ့ပေါ်မှာသူ့ရဲ့ twin ကိုဘယ်လောက်ထိ impact ဖြစ်လဲအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်အဲ့တော့ ပြောချင်တာကျွန်တော်ပြည်သက်တရားနည်းနည်းပြောစမ်းမှာမရှူရှုံးသွားပြီဆိုတော့အော်ငါတို့ငယ်တွေကဒီလောက်ထိလုတ်ပြနိုင်ပါလားဆိုတော့ momentum ကိုကျွန်တော်အပြည့်အဝလိုချင်တယ်ဒါခမရတို့ဘုံမလင်ပြောကြဒီလိုမျိုး momentum ကိုကျွန်တော်အပြည့်အဝ100%လိုချင်တယ်ဒါပေမဲ့ခုန Crystal Palace ကလည်းလက်ရှိမှာဒါနောက်ဆုံးပြန်ဖို့ဆိုငေါ့မှာတို့လည်းတော်တော်လေးကိုခြားတယ်တော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 ်လေးကိုခြားတယ်ဒါဒါပေမဲ့တို့ရဲ့တိုက်စစ်ကိုတော့ short တော့လို့မရဘူးဒါပေမဲ့ Crystal Palace ကလည်းလက်ရှိမှာတို့လည်း finalist ဖြစ်တယ် Crystal Palace ကလည်းလက်ရှိမှာတို့အနေနဲ့ final ကိုဒါကျွန်တော်တို့ Manchester City နဲ့ FA Plus Fine အဲ့တော့နှစ်သိန်းလုံးကဒီနေ့ပွဲဆိုသူတို့ကတိတ်ယူဆမ်မှု Newcastle Crystal Palace ကလက်ရှိမှာသူတို့အနေနဲ့သူတို့ရဲ့အဓိကကစားသမားရဲ့ဒဏ်ရာမရဖို့ရေး Manchester City နဲ့မတွေ့ခင်ဒဏ်ရာမရဖို့အရေးကတို့အရေးပုံစံမျိုးဒီနေ့ပွဲစမှာကစားသွားမယ် Spartan ကလည်း Europa League မှာ United နဲ့တွေ့မယ်တကြောင်ဒီနေ့ပွဲစမှာဒဏ်ရာမရဖို့အရေးတို့အရေးကစားသွားမယ်ရှင်းရှင်းလေးနှစ်သိန်းလုံးကဒီနေ့ပွဲစမှာဒဏ်ရာမရဖို့ရေးအဲ့တော့ physical ပွဲစဉ်ကိုတော့ကျွန်တော်တွေ့ရမှာဒါပေမဲ့ London Derby တခုဖြစ်တဲ့ကြောင့်မထင်တာတော့ပို့ပြီးတော့မြိုင်မယ်ဒါပေမဲ့အရန်ကြီးတော့ကောင်းမဲ့ပွဲတော့ပွဲတော့ကျွန်တော်တို့ကမထင်ဘူးဒါပေမဲ့ နှစ်သိန်းလုံးတော့ကလည်းလက်ရှိမှာတို့အနေနဲ့ finalist နဲ့ရောက်ဖြစ်တဲ့ကြောင့်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အနေထားဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတော့ကပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4 တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကူညီလို့ရပါတယ် ။ MI လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4E တွေလေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာလေးကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြွတူပါရဲ့ကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးကြွတူပါရဲ့မြန်မာလေးကလစ်ပေးကြအောင်ဗျမြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြွတူပါဗျကျွန်တော်တောင်းပြီးပါဦးဒေးပါဗျ